တားထက်အကောင့်ပိုင်ရှင်မင်္ဂလာပါစိုင်းကဲမြန်အောင်ဘယ်လိုလုပ်ရမလဲတဲ့နော်စိုင်းကဲမြန်အောင်အဲ့တော့ကိုက engine power block စီးနေရလဲဟောနော်ဆိုတော့ဆိုင်ကမြင်အောင်ဆိုတော့ဥပမာကိုကစီးနေတာကဗျာဥပမာစူပါကက်လောက်ပဲစီးနေတယ်ဆိုရင်တော့နော်အတားကြီးမြင်အောင်လုပ်လို့ရမှာမဟုတ်ဘူးဒါကျွန်တော်အပွင့်နှဆုံးပြောရလေစူပါကက်ဆိုင်ကတွေကဒါအင်ဂျင်ဘောက 90cc ပဲရှိတယ်နော်တချို့ကလည်းကြွက်ပိန်းလေးတွေရှိတယ်ဆိုင်ကကိုမြင်နေတယ်ဆိုရင်တော့ကောင်းတာတော့အင်ဂျင်ဘောက်ကိုအနည်းဆုံး 125cc နဲ့ အထက်ကိုစီးစေခြင်းနဲ့1 device cc တုံးမဟုတ်150 cc ပေါ့ဒါလေးတွေကိုစီးစေခြင်းနဲ့ကိုစီးတာက engine power တားနေရင်တော့အဆင်မပြေဘူးအဲ့တော့မှ engine power က15 cc နဲ့အထက်စီးနေတယ်နော်အဲ့တော့မှမြန်တဲ့တလောက်မမြန်ဘူးဆိုရင်တော့ကိုစီးတာကဘယ်ဘင်းမျိုးစားလဲ model block လဲပြီးရင် carburetor တိုက်လား air fine တိုက်လားဒါလေးတွေကိုတစ်ချက်စဉ်းစားရမယ်နော်အဲ့တော့မှ air fine တိုက်တယ်ဆိုရင်တော့သူက အင်ဂျင်ရုံဆွဲတွေကောင်းအောင်ဆိုရင်ဒါကျွန်တော်ဟိုးရစ်ကလည်းဗီဒီယိုတင်ပေးထားသေးတယ်အဓိကတော့ CAL line နေဆင်ရမယ် scanner ဆင်းနဲ့ reset ချပေးမယ်နော် governor အုံထဲကအစိပ်ပိုင်းတွေကိုအတက်လဲတင်တာတွေလဲလဲမယ်နော် engine တွေက engine wire gear wire တွေလဲမယ်နော် engine တွေကအစိပ်ပိုင်းတွေမကောင်းရင်မကောင်းတယ်လို့စိပ်ပိုင်းတွေလဲလဲမယ်ဆိုရင်တော့ engine အယုံဆွဲကအရင်ထက်ပုံမှုကောင်းမွန်လာမှာပဲဖြစ်ပါတယ်ခင်ဗျာအပြေးလေးရမယ်ထင်တော့ကျေးဇူးတင်ပါတယ်ခင်ဗျာဦးဝင်းကိုကိုရေမင်္ဂလာပါခင်ဗျာ နောက်ဆက်ခွင့် license နဲ့တဲ့ဝန်တာ clip ဘလောက်ပေါက်လဲတဲ့ license ရောလောက်ပေးဖို့ရှိလားတဲ့ဟုတ်ကဲ့လောစင်နောက်ဆက်ခွင့် model ရပလက် license ကြီးနဲ့ဆိုရင်ဘိန်းကျောက်ဘက်မှာ motor ပြီးမှ7300ဝန်းကျင်မှာဈေးပေါက်နေပါတယ်ခင်ဗျာ license ကတော့လောက်ပေးဖို့ရှိမရှိဆိုတာကျွန်တော်လည်းအခုချိန်နေမသိရသေးပါဘူးအဲ့ဒါတော့လက်ရှိဒါနိုင်ငံတော်အစိုးရရဲ့မူဝါဒပုံမှာမူတည်ပါတယ်ခင်ဗျအဲဆိုကောင်းတာတော့ license လေးချပေးလေပို့ပြီးမှပြည်သူတွေအတွက်ကောင်းလေပဲဖြစ်ပါတယ် ိုင်စင်တွေကတော့ဒါချပေးစီကျင်တာပေါ့ဗျာเนาะဒါတော့ချပေးစီကျင်တာပေါ့เนาะအဲဆိုတော့ဘလောစင်တော့ပါရမမကြသေးပါဘူးခင်ဗျာကျွန်တော်တကယ်လို့သတင်းသိရရင်လည်းကျွန်တော်တတိယချင်း up to date တင်ဆက်ပေးတော့ပါမယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာကွန်ဂျော်ယီမင်္ဂလာပါဆောင်ရှန်းဆိုင်ကလုံးလိုင်စင်2025ဘယ်ဈေးရှိလဲတဲ့လောလောဆယ်ဆောင်ရှန်းနေကတော့2025မော်ဒယ်မရှိပါဘူးเนาะအတက်မဝင်ပါဘူးခင်ဗျာတိတ်မကြခင်တော့ဆောင်ရှန်းနေက2025မော်ဒယ်အတက်ထွက်နိုင်ကြီးရှိပါတယ် ။ဘာလို့လဲဆိုရင်နော်ဒါเนาะတရင်ကောင်းကြာပါလိမ့်မယ်နော်ဒါတော့နောက်ပိုင်းပေါ့နော်အဲ့ဒီကကြာရင်လဲစထွင်ရင်လဲထွတ်ထွက်ချင်းကျွန်တော်တရင်အနေနဲ့တင်ဆက်ပေးပါမယ်။တောင်ရှမ်းဆိုင်ကလုံးကတော့လောလောဆယ်ရှိမယ်ဆိုရင်တော့2021 model ဒီပဲရှိမှာပဲဖြစ်ပါတယ်2021 model ဆိုတော့ဘိန်းကျော့ပေါ်မှာမူတီမှာ7340ရာနေ7350ကျားလောက်မှာ ဈေးပေါင်နေပါတယ်ခင်ဗျာဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျာမောင်ကောင်းရင်မင်္ဂလာပါ Edison Clip 150ကကောင်းလာတယ်ဟုတ်ကောင်းပါတယ်ခင်ဗျာเนาะတရုတ် Auto Cycle ရဲ့တန်းမှာဆိုရင်ဒါနာမည်ရှိတဲ့ brand တွေရှိတယ်ပေါ့เนาะအရေးတွေးကောင်းတဲ့ brand တွေရှိပါတယ်အဲ့ဒါတော့ကျွန်တော်ကြိုက်တဲ့တည်းမှာဆိုရင်ဟောက်ကျွဲ auto ဒါကျွန်တော်အရင်ဘက်ကလည်း video လေးတင်ဆက်ခဲ့ဘူးတယ်ဟောက်ကျွဲ auto အရေးတွေးကောင်းတယ်ပြီးရင် edison clip ပေါ့ edison clip ကလည်းအခုအရေးတွေးတော်တော်ကောင်းလာပြီ second zero မှာလည်းပုံမှန်မာလာတယ်ပေါ့เนาะ second zero မှာ ိုးဝင်တော့ဆတ်ထွက်ကစားတော့ဆိုရင်များတရုတ် အော်တိုဆိုရင်ဒါတော့တနံဘလူးမမွေချင်းကြအောင်နော်အခုနောက်ပိုင်းဆိုရင်တရုတ်အော်တိုဆိုလည်းပြန်ဝင်လာကြပြီအဲ့ဒီမှာ brand ကိုရွေးတည်တယ်ဘလူး brand တွေကတရုတ်အော်တိုကိုရွေးတာလဲဆိုရင်နော်ဟောက်ကျွယ်အော်တိုဆိုရင်အခု second season မှာအယောင်းဝယ်ကောင်းတယ်အယောင်းဝယ်ဖြစ်တယ်ပြီးရင် edison auto ဆိုလည်းခုဈေးကွက်ထဲမှာအဝယ်လိုက်လာပါပြီခင်ဗျာအကယ်၍တရုတ်အော်တိုဆိုင်ကစီးနင်းမယ်ဆိုရင်တော့အဲ့ဒီဒီဇိုင်းနှစ်ခုကိုပဲရွေးချယ်စီးနင်းမှာလို့ကျွန်တော်ကတော့အကြံပြုချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ